အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့ဆင်းရဲဆိုင်ရဲ့သဘောတူညီမှုကိုပယ်ဖျက်မယ်လို့မြောက်ကိုရီးယားချင်းချောက်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလ িয়ার ဆန်တက်မှုတွေအပေါ်အမေရိကန်နိုင်ငံရဲ့အရေးယူပိတ်ဆို့မှုတွေနဲ့တောင်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတို့ရဲ့ပူးပေါင်းဆွေးနွေးလေ့ကျင့်မှုတွေကြောင့်မြောက်ကိုရီးယားနိုင်ငံဟာ1953ခုနှစ်ကကိုရီးယားစစ်ပွဲကိုပြီးဆုံးစေခဲ့တဲ့ဆင်းရဲဆိုင်မှုသဘောတူညီမှုကိုပယ်ဖျက်မှာဖြစ်တယ်လို့မတ်လ9ရက်နေ့ကချင်းချောက်ပြောဆိုလိုက်ပါတယ်။အမေရိကန်နဲ့တရုတ်တို့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ့အနုမြူလက်နက်စမ်းသပ်မှုအပေါ်မှာပိတ်ဆို့အရေးယူမှုအသစ်ပြုလုပ်ဖို့အတွက်သဘောတူညီချက်ရရှိသွားကြောင်းကုလသမဂ္ဂကထုတ်ပြန်ခဲ့ပြီးတဲ့နောက်မြောက်ကိုရီးယားကအခုလိုထိန်းချောက်ခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့အစည်းအရေးလေ့ကျင့်မှုအခြေအနေအမြင့်ဆုံးရောက်လာမဲ့မတ်လတရနေ့မှာမြောက်ကိုရီးယားဟာစစ်ရဲဆိုင်ရင်သဘောတူညီမှုကို လုံးဝပယ်ဖျက်သွားမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ Four Eagle စည်ရေးလေ့ကျင့်မှုဟာ မတ်လ၁ရက်နေ့မှာစတင်ခဲ့ပြီးဧပြီလ30ရက်နေ့မှာပြီးဆုံးမှာဖြစ်ပါတယ်။နိုင်ငံပိုင်မီဒီယာမှာဖော်ပြခဲ့တဲ့မြောက်ကိုရီးယားစစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ညောင်းတဲ့တောင်နယ်ဆက်မှာရှိတဲ့စစ်ရဲဆိုင်ထားတဲ့ဟမ်မန်ဂျိုရွာမှာရှိတဲ့စစ်တပ်အရေးပေါ်တယ်လီဖုန်းလိုင်းကိုဖြတ်တောက်သွားမှဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ဒါအပြင်အမေရိကန်ရဲ့ရန်လိုမှုနဲ့ပတ်သက်ပြီးပြင်းထန်တဲ့တုံ့ပြန်မှုများကိုပြုလုပ်သွားမှဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။ရခိုင်ကလေးကမြောက်ကိုရီးယားဟာတင်းမာမှုတွေမြင့်တက်နေချိန်မှာစစ်ရဲဆိုင်ချင်းစာချုပ်ကိုပယ်ဖျက်မယ်လို့ချိန်ချမှုတွေရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်။